ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များအလုံးကို ကျမကြီးရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရလောကနဲ့စိတ်ဝင်စားဖေးအောင်ဂမီယာဖြစ်ရဲ့စံကျယ်ဇလန်ကောင်းလေးကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူနောင်ယိုစိတ်တဲ့ဧတာထားတဲ့နက်ခတ်ရှင်စောရမတထောင်တကောင်ဘွားဆိုတဲ့ဇလန်လေးရဲ့အပိုင်းကားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆလန်လီမစာတင်ပြီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့ ਨੇ ဇလန်းသင်များစွာကိုမလွတ်တန်းနာစေနိုင်ဖို့ဘီနာနိုတီခေါလောင်းလေးကိုလည်းနှိမ့်သွားပေးဖို့မိပါနေရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဟန်လင်းလေးကလမ်းလျှောက်ရမကြမီအချိန်ဝေးညာတော့ကကာရွရပြေတနာပြစ်ခဲ့ကြတဲ့နေရာစီကိုရောက်လာ။လွန်နေပြီတနေရာစီမှာတော့တွေးခွက်ကြီးကိုတွေ့တော့ဟန်လင်းလေးကညာတော့ကအချိန်မှုတို့ဖြစ်နေစဉ်ဖြစ်ပြတ်သွားတဲ့ဖြစ်စဉ်တွေကိုတတိယသွားတယ်။စိတ်ကလည်းတတိယချင်းနဲ့အတူဖောက်ခင်ပြီးသူဟာစူးရင်သွားရတယ်။ဖိဖိ ဖီဖီလည်းမိမိလိုပဲတည်သွားပြီထင်နေတိတ်ကွက်ကြီးကိုကြည့်ပြီးတော့ဖခင်ဖြစ်သူလေးမိခင်နေသူတည်သွားပြီလို့ယူဆမိသွားတယ်။ဒါကြောင့်မလို့ဖခင်ဖြစ်သူရဲ့အလောင်းကို တွေ့လို့တွေ့ညာအနည်းပတ်ဝန်းကျင်မှာလိုက်ရှာနေတယ်။အချိန်တော်ကြာရှာပြီးတဲ့အထိဖခင်ဖြစ်သူရဲ့အလောင်းကိုမတွေ့ရဘူး။ဝမ်းနဲ့စိတ်တို့ဟာတိုးဝင်လာရတယ်။ဒါကြောင့်တိတ်ကွက်ကြီးရှိရာစီကို ပြန်သွားပြီးတော့လက်ဘေးမှာခြေပြက်လက်ပြက်ထိုင်ချလိုက်တော့တယ်။ဖီ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 တက်တော့ထားခဲ့ပြန်ပြီလား။ အခုဆိုရင်တာတာစီမှာဖေဖေရောမိမိပါမရှိကြတော့ဘူးတာတာတယောက်တည်းဖြစ်သွားပြီဟန်လင်းလေးကအချိန်တန်ကြအောင်ငိုကြွေးပြီးတော့နေရောတယ်အချိန်မီမှကြာအောင်ပင်ငိုကြွေးနေမိရတော့မသိဘူးကြောင်နေကြီးသူ့နောက်လာကောင်ပူတီကတိလာလို့လီတော့မှအငုံတိတ်တော်တယ်ကြောင်နေကြီးကိုကြည့်ပြီးတော့ကြောင်နေကြီးက "तू आ မိခင်ဖြစ်သူတန်ပြီးခဲ့တဲ့ဂရီစကားတွေကိုမမေးဖို့တတိပေးနေရအောင်"နားလေခန်းစားမိသွားတယ်။ဟန်လင်းလေးလည်းမြေးတွေကိုတို့လိုက်ပြီး ကြောင်နဲ့ကြီးကိုကြီးကအန်ကိုတင်းတင်းကျိတ်ပြီးတော့ဟုတ်တယ်ငါမမီးစီပေးခဲ့တဲ့ကလေးတွေကိုမင်းလိုမဖြစ်ဘူးငါပေးထားတဲ့ကလေးကိုတီနိုင်အောင်လုပ်ရမယ်ဒါမှသာမမီးတို့ပြပေတို့အပေါ်ငါတာဝန်ကျေနိုင်မယ်ဟန်လင်းလေးလေးဒီကိုရင်းရေရိုးလိုက်တယ်ပြီးတဲ့အခါတော့ထိုင်ရမှထိုင်ဒွိခွက်ကြီးတွေကိုလက်ဘေးနားအသေးတွေနဲ့ဖုံးလေရောတယ်အားလုံးကိုဖုံးပြီးလေတော့ဟန်လင်းလေးကတွိခွက်နေရာကြီးကိုထိုင်ရဲ့ကတော်တော်လေးအဲ့ဒီနောက်မှာတော့မျိုးစီကိုဦးတည်ရင် လမ်းထွက်ခဲ့လျော်ရီမနေ့စောစောအချိန်မှာဆရာကျောင်းရဲ့ channel မှာဆရာတပည့်တွေအားလုံးစုံချနေပြီဒါပေမဲ့ထုံးမောင်တော့မရောက်သေးဘူးဆရာကျောင်းကကုပြစ်ထက်မှာသူ့ရဲ့ဒိန်ရာတွေကိုစည်းရွက်အချိုးနဲ့ပုတ်ချင်နေသလိုသူ့ရဲ့တပည့်တွေကလည်းမိတလင်းထက်မှာဖြာစီမှာဝိုင်းဖွဲ့ထိုင်ပြီးတော့ဒိန်ရာတွေကိုစီးထည့်နေရော်ရုတ်တရက်ထွက်ပေါ်လာတဲ့ဆရာကျောင်းရဲ့တောက်ခေါက်တန်းကျောင်းအားလုံးမော့ကြည့်လာကြတယ်ဖိုးသူကဘာဖြစ်လို့လဲဆရာကျောင်း ဘာဖြစ်ရမလဲကွာဟိုကောင်ထိုးမောင်ရောက်မလာသေးဘူးလေ။ဩဆရာကျောက်ကထိုးမောင်စိုးရိမ်နေရထင်နေ။စိုးရိမ်နေရမဟုတ်ဘူးဟေ။ညာတော့ကကြောက်နေငါတို့ကိုတိုက်နေတော့ဟိုမိမထုတ်ပြီးတဲ့ယဒနာတို့ကိုဒီကောင်ကောက်သွားတာငါမြင်မိတယ်။ဩအဲ့ဒီတော့ငါလေဒီကောင်မနဲ့ကြရင်တော့ယဒနာတွေကိုအားလုံးဆွေးပြီးခွဲမိထင်တာ။အခုဒီကောင်ရောက်မလာဘူးဆိုတော့ပြစ်ပြေးပြီထင်တာပဲ။ဟုတ်လားဆရာကျောက်။အေးဟုတ်လားလုံးမနေကြနဲ့။ ငါတော့အတော်လေးကိုဒေါသထွက်နေပြီဒီတော့မင်းတို့ဆေးထဲတာအမြန်လို့ပြီးရင်တော့တကုန်းငယ်ကိုသွားပြီးတော့ဒီကောင်သွားရှာကွာဖို့မိရဒါမဆုံးလို့ကတော့မဖြစ်သေးဘူးဆရာကျောင်းရဲ့စကားကြောင့်သူ့ရဲ့တပည့်များကဒရာရီကိုစေးမြန်ထဲကြတယ်ပြီးရင်တော့မင်းကိုစီစင်းနေပြီးတော့တကုန်းငယ်စီကို အမြန်မောင်းနေသွားကြတော့တယ်တကုန်းငယ်နဲ့သူတို့ရဲ့ရွာတိတ်မွေးလာဘူးမင်းနဲ့ပင်မို့တာရွေးပင်ခီးတွင်သေးတယ်ဒါကြောင့်မကြမီမှာ ဖိုးထူးတို့နဲ့အတူထုံမောင်ပါလာလိမ့်မယ်လို့ဆရာကျောင်းယုံကြည်မိရောတယ်ထုံမောင်ရောက်လာရင်တော့ထွက်နေရတဲ့ဒေါသကြောင့်သူတက်ချင်တက်ဖြစ်လိမ့်မယ်ဒီအတွက်လူရမေရဓာသွေးထားတဲ့နေဆရာကျောင်းကသူ့ရဲ့ဆောင်းဓာရှိကြီးကိုယူပြီးတော့ဓာသွေးကျောက်စီမှာထိုင်သွင်းနေရောတယ်တနားကြီးခန့်ကြတဲ့အခါတော့ဖိုးထူးတို့ပြန်ရောက်လာတယ်ထုံမောင်တော့ပါမလောင်ဟိတ်ကောင်နေဟိုကောင်မပါဘူးလားဘယ်ပါမလဲဆရာကျောင်းကအဲ့ဒီကောင်မနဲ့အစောကပဲဤသားစုလိုက်မြို့ကိုလစ်သွားပြီး ဟာခွေးကလူလေလောက်တာခင်ရပြန်ပြီကွာကျို့တို့လည်းမိလုံမိညာလမ်းတဝက်လောက်ထိလိုက်ကြည့်သေးတယ်ဒါပေမဲ့အေးရောင်တော့မတွေ့ရတော့ပြန်လေ့လာခဲ့တာအေးပါမင်းတို့တာဝန်ကျေးပါတယ်ဒါပေမဲ့ကွာဒီလိုကောင်ငါတို့ကိုလူလေလောက်သွားတာတော့တိတ်ခံပြင်းနေပြီးတော့မုံညို့မင်းကအားလုံးထဲမှာဒဏ်ရာအနည်းဆုံးဆိုတော့မနေ့ပြန်မြို့ကိုတက်ချင်းမြို့တက်ပြီးတော့ဟိုးကောင်တရင်ကိုစုံစမ်းပြီးဒါပေမဲ့ဒီနေ့ကတော့ညာတော့ကပြင်ပန်းခဲ့တာမို့နားလာရော ဟိုကောင်တရင်တော့ငါတို့တူတူမရမချင်းတရက်ကိုတရက်မျိုးတက်ပြီးတော့စုံစမ်းကြမယ်။အဲပြီးတော့ဟိုကလေးလေးရဲ့တရင်ကိုလည်းရသလောက်စုံစမ်းခဲ့ဦး။ဟုတ်ကဲ့။ကဲကဲအားလုံးပဲပြန်လာကြတော့တရားရီကိုလည်းအမျက်ဆုံးသက်သာအောင်ယူဆိုင်ကြအောင်။ဟိုမှာမင်းတို့မိသားစုတွေအတွက်ဆန်နဲ့အခြားပစ္စည်းတွေယူသွားကြချင်းငါလည်းနားချင်ပြီ။ဆရာကျောက်ကပြောပြောဆိုဆိုပဲကုပြစ်ထမလဲချလိုက်တော့တယ်။သူရဲ့တပည့်တွေကတော့အထုပ်ကိုစီကိုယူဆောင်နေပြီး ။ခြံထဲကနေမြင်းစီးကထွက်သွားကုန်ကြတယ်။တစ်ချိန်တစ်ခါကမြမပြည်ရဲ့ရေလွင်းကားခရိုင်တို့အမိရတဲ့တိုင်းပြည်ရဲ့စပားကြီးအဖြစ်တင်စားသမုတ်ကြလေတဲ့တမိုင်းဝင်မျိုးတစ်မျိုးအတိအကျပြောရရင်တော့60မျိုးပဲ။အချိန်ကတော့ညနေဆောင်အချိန်ကအဲ့ဒီအချိန်ခလီးငယ်တဦးကရှုပ်ထွေးစွာသွားလာနေကြတဲ့ကားရီလူတွေကိုတန်တော်ငေးမောကြည့်ရှုရင်းနဲ့မျိုးရဲစီကိုမိုးဝင်မင်းရှောက်လန်းလာတယ်။ကလင်းငယ်ရဲ့ဟန်ပန်ကအဆက်အပြေခုနှစ်နှစ်ခန့်တော့ရှိပြီ ွေပုံစားပုံကပေါင်းမီတိုးအင်ဂျီလက်တိုးလေးနဲ့ဖြစ်ပြီးတော့သူကလုံးခုံတွေပေရညံ့နှွမ်းနေရော်လေးမကြပါဘူးခလေးငယ်ရောမျိုးရင်းစီကိုရှောက်ခဲ့တယ်လမ်းပေါ်စီမှာတဖြည်းဖြည်းရှောက်လန်းရင်းနဲ့ညာစည်းနေရာစီရောက်လာတယ်အဲ့ဒီချိန်မှာတော့အမောင်တို့ကဖုံးလန်းလာလိမ့်ပြီညာစည်းစီမှာထမင်းဆိုင်အတုပ်ဆိုင်ကဲ့သို့သောဆိုင်ငယ်လေးတွေဖွင့်လျောင်းချတယ်အဖျော်ရမကဆိုင်တွေကလည်းများပြားစွာရှိနေရော်လေးခလေးငယ်ကအဲ့ဒီဆိုင်တွေအနာကိုရောက်နေတော့ ရှူဆိုင်မိတဲ့စားသောက်ဖရာတွေရဲ့အနံ့ကြောင့်ဝိုင်းထဲမှာစားလောင်မှုတန်ကိုခန်းစားရလာဟန်ရှိတယ်။အဲ့ဒီအတွက်ကြောင့်ဖလေးငယ်ကဆိုင်တွေအနည်းကိုမဝင်မရဲသွားပြီးတော့မျောနေရတယ်။မန္တလာချက်သားပေါက်စီဝတ်သားပေါက်စီတလုံးမှ400တလုံးမှ400 400ပဲ။ကိုကိုရဲ့ခောက်ဆွဲကြောချက်သားဝတ်သားနန်းချင်းနဲ့နော်တိတ်တန်နဲ့တိတ်တန်နဲ့တထုံမှတရူပီပဲကြပါရဲ့။အဲ့ဒီချိန်ကမြန်မာပြည်ကဗီတီရှာရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ပြည်내တခုဖြစ်သောသက်မဲ့ချင်းခင်ရည်။ဒါကြောင့်ငွေကြေးဖြစ်ကိုအိန္ဒိယမှာအသုံးပြုတဲ့ရူဘီငွေအားဆင့်ပွားပြီးတော့မြန်မာရူဘီအဖြစ်အသုံးပြုပါရည်။ရူဘီငွေကိုတာလင်ပေါင်းနဲ့ချိတ်ဆက်ထားပြီးတော့တရှိလင်းလင်း၆ပွဲနှိလို့သတ်မှတ်တယ်။ဈေးဆိုင်တွေစီကနေပစ္စည်းတွေကိုရင်းညွှန်းဖွဲ့ရင်ရောင်းချကြတယ်။အဲ့ဒီတန်တွေကိုနားထောင်ရင်းနဲ့ကလေးငယ်ကပုံမိုးရေးပြီးစားလောင်လာဟန်ရှိတယ်။ပစက်ခကြနေတဲ့တေးရီတွေကိုလက်ခုံးနဲ့ပုတ်တက်လိုက်တယ် ပြီးတော့ခဏကြာတွေ့ဝင်နေရတယ်။သူဘာဆက်လုပ်တင်တာကိုစဉ်းစားရင်းနေချီတုံချုံဖြစ်နေရန်ရှိတယ်။ဒါပေမဲ့တအောင်းမြသာကြတယ်။ကလေးငယ်ကစုံဖြတ်ချက်ကိုဖြစ်သားစွာချပြီးဟန်ရှိရဲ့။ရဲ့ကြည့်နေလျာကအခုနောက်ခောက်ဆွဲကျော်လို့အော်လေးရဲ့ဆိုင်ရှိရာကို သူအသာချီးကပ်သွားတော့တယ်။အဲ့ဒီဆိုင်စီကအလုသမားတွေစားသုံးသူဈေးဝယ်သူတွေနဲ့ရှုပ်ထွေးနေရတယ်။ဒါပေမဲ့ကလေးငယ်ကတော့ဆိုင်စီကိုအရေးချေကြည့်ပြီးချီးကပ်သွားတယ်။ချီးကပ်သွားပုံကတော့မဝင်မရေပဲ။ ပြပြနေဆိုင်းနောက်နောက်ရောက်လာတယ်။ပလန်းမကန်းမှာရှိတဲ့စပွဲစီမှာအငွေတထောင်ထောင်ထားနေတယ်။စီစိန်ဆက်ကူနဲ့ထုတ်ထားတယ်။ခောက်ဆွဲကြော်ထုတ်နှစ်ထုပ်ရှိနေတယ်။ခလင်းငယ်ကအဲ့ဒီခောက်ဆွဲနှစ်ထုပ်ကိုမြင်တော့လက်ခံကိုရှာနဲ့တတ်လိုက်တယ်။သူ့ရဲ့ပြင်မှတ်ကအဲ့ဒီခောက်ဆွဲကြော်နှစ်ထုပ်ဖြစ်သွားတယ်။အနင်းကိုချင်းကပ်သွားတယ်။အနားရောက်တော့မတ်တက်ရက်ပြီးခုံမောကခောက်ဆွဲထုတ်တစ်ထုပ်ကိုယူဖို့ပြက်လန်းလိုက်တယ်။ဟေးမောင်စာနီနီလောဝပကံတွေစီးကိုင်းခဲ့တာကိုမရှိဘူး။ဟော ီမာဒီမာလူကြတော့ထဲ့เสียပကံနေမလောက်တော့ဘူးညင်ဘလို့လှုပ်လိုက်တာလေဟွာတိတ်စိတ်ဆိုးတယ်ဆိုင်ထဲစီမှာဝါဝါတုတ်တုတ်အသားဖြူစွနေတဲ့လူတဝူကအထက်ပါအတိုင်းရည်ရွပြီးတော့ခလင်းငယ်နီးကဖြတ်တန်းကဆိုင်နောက်ကိုသွားတော့တယ်ခလင်းငယ်ကလန့်ပြန့်ပြီး လက်ကိုယုံနေတယ်ဒါပေမဲ့ထူးဆန်းစွာပဲအဲဒီသူက ပေါ်တင်ကြီးမတည့်ရနေတဲ့ခလင်းငယ်ကိုမြင်ဟန်မရှိဘူးဆိုင်နောက်စီကိုတော့ပွားစီပွားစီရည်ရွပြီးတော့ထွက်သွားလျော်တယ် ကလေးငယ်ကအဲ့ဒီအချင်းရာကြောင့်ခဏတာတွေ့ဝေသွားတယ်။ဒါပေမဲ့အကြကြီးမတွေ့ဝေအောင်လက်ခံခေါက်ဆဲတစ်ထုပ်ကိုယူပြီးတော့အိမ်နေရာစီကနေအပြေးထွက်သွားတော့တယ်။ကလေးငယ်ကလမ်းမကြီးအတိုင်းအတန်ကြာပြင်းမိနေပြီးတော့လူရှင်းနဲ့လမ်းကြားတစ်ခုစီကိုရောက်လာတယ်။အချိန်ကတော့အမောင်တို့ကတိတာစွာလမ်းမိုးနေခဲ့ပြီ။ဒါပေမဲ့မျိုးပြရဲ့လက်စီမိအောင်နေကြောင်းတိတ်တော့မတိတာဘူး။ကလေးငယ်ကစာလောင်လာပြီးမှခေါက်ဆဲထုပ်အားဖြီးလိုက်တယ်။စားချိန်စပွဲတင်းပြက်လာတဲ့ရန်နံတွေကသူ့ရဲ့နှာခေါင်းဝါကို ကလူကြည့်စေသွားလေကလေးငယ်ကသူ့ရဲ့လက်ကိုအင်းချီစားနဲ့အလောတကြီးတုပ်လိုက်တယ်။ပြီးရင်တော့အငွေတထောင်ထောင်ထားနေတဲ့ခေါက်ဆဲချော်လေးကိုနိုင်ယူကမီးဆန့်ကြည့်လိုက်တယ်။ချုံမြိန်စိတ်မြသော အရာသာက သူ့ကိုဂရင်းတွေ့သွားစေတယ်။အိမ်နောက်မှာတော့ကလေးငယ်ကခေါက်ဆဲချော်လေးကို အငမ်းမရစားသုံးလျော်တယ်။အဲ့ဒီလိုစားသုံးနေစမှာပဲသူ့ရဲ့အနာစီကိုနတ်မောင်နဲ့အစင်ရှိတဲ့ကြောင်နေကြီးတကောင် ခုံစင်းရောက်ရှိလာတယ်။ကလေးငယ်ကအဲ့ဒီကြောင်ကြီးကိုမြင်တဲ့ ကလေးငယ်ကအဲ့ဒီကြောင်ကြီးကိုမြင်လို့သူစားနေတဲ့ခေါင်းဆဲကျော်ကို အနှင်းငယ်ခွဲပြီးတော့ကြောင်ကြီးအားချကျွေးလိုက်တော့ရီအဲ့ဒီလိုနဲ့စားတော့ရပြီးလို့ကလေးငယ်ကလမ်းမစီပြန်ထွက်နေပြီးလမ်းပြီးတနေရာရှိရေချမ်းစင်ကလေးစီမှာ ရေကိုတဝါတောက်လို့ရော်ရီပြီးရင်တော့သူခုနကခေါင်းဆဲကျော်စားခဲ့တဲ့နေရာစီပြန်လီပြီးအနားမှာတရင်းစာစကူတချို့ကိုကောက်ယူခင်းကခွေခွေကလေးအိတ်ဆက်လိုက်တော့ရီ တကယ်တော့အဲ့ဒီကလေးငယ်ကမိခင်နေအသက်ခံရပြီးမျိုးစီကိုတက်လာခဲ့လေတဲ့ဟန်လင်းလေးပင်ဖြစ်လေရော်ဒီလူလေးလူလေးခေါ်တန်းကြောင်းဟန်လင်းလေးထကြည့်မိတယ်။အိုးအဘပါလားဟုတ်တယ်အဘပဲလူလေးကိုအဘကူညီပေးဖို့လာတာဟန်လင်းလေးကဝိဖြူစင်ကြယ်ဝတ်ဆင်ထားတဲ့အဖိုးကိုကြည့်နေမျက်ရည်တွေကျလာတယ်။တော်ပါပြီအဘရဲ့အဘပြီးတဲ့ရွှေလေးကြောင့်ကျွန်တော်ရဲ့အဖေနဲ့အမေအသက်ခံလိုက်ရပြီ။အဘရဲ့အကူအညီကိုကျွန်တော်မလိုချင်တော့ဘူး။ အဘကျွန်တော်စီမလာပါနဲ့တော့မဟုတ်ဘူးလူလေးရဲ့ဒါရီဖြစ်လာရင်ဆိုတာက လူလေးကံကြမ္မာဟာအစာကလေးကတတ်မှတ်ထားပြီးသားမို့ပဲလူလေးလိုမရဏဘွားတယောက်ကကိုကိုတိုင်းနဲ့အသက်ပေးအန္တရာယ်တွေများသလိုလက်ပေးနာလူတွေကိုလည်းဘေးဥပ္ပတ်တွေဖြစ်စေတယ်ဒါရီကအစောကလေးကကံကြမ္မာရဲ့တတ်မှတ်ပြီးသားတွေပါကွယ်ပြီးတော့လူလေးစီဒီတစ်ခေါက်အဘလာရရဆိုတာကလည်းနောက်ဆုံးအချိန်လာရောက်ခြင်းမှာနောက်ဆုံးအချိန်ဖြစ်အခုညီလာပေးခြင်းရဲ့ပါလူလေး ရှေးလျှောက်ရမယ်လူလေးရဲ့ဘွားခီးလန်းဟာတိတ်ကိုကြမ်းတမ်းတော့မယ်တမက်ချက်အတိုင်းမင်းလူလေးရဲ့ပဋ္ဌာန်းဆက်ပါတဲ့လူတယောက်စီကို မရောက်မချင်းမင်းလူလေးရဲ့ဘွားဟာလေးစင်နဲ့အမြပြိမဲဆင်းရဲခြင်းတွေကြုံနေရမှာဒါကြောင့်လူလေးအတွက်အနေရဖြစ်လာရင်ကာကွယ်ဖို့အဘအတမြောင်လေးတစ်ချောင်းတက်ဆောင်အဖြစ်ပေးခဲ့ချင်ပါတယ်ဝိဖြူစင်ကျဲဖိုးဦးကသူ့လွယ်ထားရဲ့လွယ်ရဲ့အတွင်ကနေနတ်မောင်ပြောင်းလဲနေတဲ့အရှိတပိခန့်ရှိပြီးတဲ့တမြောင်လေးတစ်ချောင်းကိုထုတ်ကကမ်းပီးလျော်ရင်ကျွန်တော်မြူချင်ဦးအပါ ူလေးရဲ့ရှေ့လျှောက်ခီးဟာတိတ်ကိုကြမ်းတမ်းမှာဒါကြောင့်လူလေးဟာဒီတားကိုမယူခြင်းလဲယူရလိမ့်မယ်အဖိုးကဓမြောင်ကိုဟန်လင်းလေးထံပြစ်ပေးလိုက်တယ်ဟန်လင်းလေးလည်းဓမြောင်ကိုရောင်းနာနာနဲ့ဖမ်းလိုက်မိတယ်ဓမြောင်လက်ထဲရောက်ပြီးတော့အဖိုးကလူလေးအေးဒါနည်းနည်းရရဓာတ်တော့မဟုတ်ဘူးအစီရင်မျိုးစုံနဲ့တွန်းလှုပ်ထားတဲ့ဓာတ်ပဲသူ့ရဲ့အတိတ်ကိုအချင်းချင်းပြောရရင်တော့သူဟာတောင်ဝန်ခေတ်မှာဖုံးကန်တိတ်ကြီးတဲ့မင်းတရားကြီးတပင်ရွှေကြီးတုံးတော်မူခဲ့တဲ့ ဆောင်းသားတစ်ချောင်းဖြစ်တယ်လူလေးမင်းတရားကြီးကအဲ့ဒီဓာတ်ကိုဒီယုတ်တရားစီစစ်ချီစင်ကဆောင်းသားအနေနဲ့အသုံးတော်ပြုခဲ့တာပဲဒါကြောင့်လူလေးသူ့ကိုတိချထိမ့်သိမ်းမှာသူဟာလူလေးနဲ့အတူအခက်ခဲတွေကိုကြော်လာပြီးတော့ရင်ဆိုင်ကိုပါလိမ့်မယ်ကဲအဖသွားတော့မယ်ရှေးလျှောက်ခီးကိုလူလေးအကောင်းဆုံးရင်ဆိုင်ဖြတ်တန်းနိုင်ပါစေကွယ်အဖိုးကနှုတ်ဆက်ပြီးရနေလက်ထွက်သွားလေတယ်အဖအဖနေနေပါဦးဟန်နေနေကအခုနေမှာ သူ့ဘဲကိုဆက်သွားပြီးဘာဆက်လုပ်ရမယ်ဆိုတဲ့အကြောင်းအရာကိုအပါအမေးရန်တတိယမိရောတယ်။ဒါကြောင့်အဖိုးအမေကိုအော်ခေါ်မိရင်းနဲ့အိယာမလက်နိုးကထားလိုက်မိတယ်။ဟမ်။ငါအိပ်ဖြော်ပြီးအိမ်မက်မက်နေရပဲ။ဟန်လင်းလေးကအဲ့ဒီလိုရေရွပြီးတော့ခေါင်းကိုအသာခါရင်ကပြန်လဲအိပ်ဆက်ရင်ပြင်လိုက်တယ်။အဲ့ဒီခါမှအိမ်မက်သေးကအဖိုးကိုပေးလေတယ်။တမောင်ကလေးကသူ့အိပ်ဆက်ရာခေါင်းရင်းသားလေးမှာအခန့်သားရှိနေရောတယ်။နောက်တစ်နေ့မိုးလင်းနေရော ဟန်လီလီကဓမြောင်ကိုတိပင်တပင်ရဲ့အောက်ခြေတနေရာမှာမြုပ်နှံပြီးတော့အမတ်သားဖြူပြီးထားရစ်ခဲ့ပြီးလူတွေကိုရှောက်ဘက်ကသွားတော်ရီရှောက်သွားရင်းနေတခါတည်းရန်တကားရီအောက်ကိုဆင်းပြီးတော့ခြေထဲစင်းကဆော့လေးတခါတည်းရန်မှာတော့လက်နဲ့ပေးထိုင်ပြီးသွားလာနေတဲ့ကားရီလူတွေကို အမတ်တမဲငေးကြည့်နေတတ်တဲ့မိသားစုလိုက်သွားလာနေကြသူတွေကိုမြင်ရင်တော့သူ့စိတ်ဝယ်ဝမ်းနေတာတတိယရာရီကိုဝင်ရောက်လာတယ်အဲဒီကမျိုးမှာတော့ဟန်လင်းလေးကအဲ့ဒီသူမိသားစုတွေရဲ့အနောက်ကို အာချစိတ်နဲ့အတူလိုက်ပါရေးကြည်တက်တယ်။ဘိုက်စားတဲ့အခါမှာတော့ကျုံရဆိုင်တစ်ခုစီဝင်ပြီးတော့စားကျင်တဲ့အရာကိုဝင်ခိုးယူတက်လာတယ်။အဲဒီလိုခိုးယူလေတိုင်းသူဟာဆိုင်ရလူတွေကတတိမမုံမိကြဘူး။ညာဘက်တွေဆိုရင်ပိုရေးပင်စိုးချေတော့တယ်။သူအကောင်ထဲလိုက်ကြည့်ရနေတော့လေသူဟာမမြင်တာရှိသေးတယ်။သူဟာခိုးယူပြီးရင်တော့လူရှင်တဲ့နေရာစီကိုတွားပြီးတော့ထိုင်စားတက်တယ်။ညာဘက်ဘက်မှာတော့တဏီကုံတဏီကန်ပျောက်နေတယ်။ကြောင်နေကြီးကဟန်လင်းလေးစီပြောင်းလာတက်တယ်။ အဲ့ဒီခါဟန်လင်းလီကကြောင်ကြီးအားအဖို့ပြုလိပြီးတော့ညတာကိုဖျက်တမ်းရရရောတယ်။တပတ်ခန့်ကြာရင်နေ့တနေ့မှာတော့ဟန်လင်းလီကသူ့လက်ထဲမှာထမင်းတုပ်ကိုဖြည့်ပြီးတော့စားရင်ပြင်းနေတယ်။အဲ့ဒီချိန်သူ့ရဲ့အနာစီကိုအသက်၁၄နှစ်ဝန်းကျင်ခန့်ရှိတဲ့ကောင်းလေးတအူနဲ့အသက်၁၀နှစ်ကျော်ခန့်ရှိတဲ့ကောင်းလေးတအူရောက်ရှိလာတယ်။အဲ့ဒီကောင်းလေးတွေကလမ်းပေါ်မှာပေတေလေလွင့်နေကြတဲ့ကလေးတွေပဲ။အားလုံးရဲ့တွင်ပြင်းကမဲညင်ပေတူးနေရောတယ်။ဟဲ့ကောင်ခေါင်းဆောင်ဖြစ်ရန်တူတူကောင်းလေးက ကြံသုံးဦးကြားကနေအရှိကိုထွက်လာပြီးတော့ခေါ်လိုက်တယ်။ဟန်လင်းလေးကပေါ်တန်းကြောင့်အဲ့ဒီကောင်လေးတွေကိုမော့ကြည့်လိုက်တယ်။အဲ့ဒီကလေးလေးကသူ့အားပြေးဆောင်ဆောင်ကြည့်နေတော့ဟန်လင်းလေးလည်းမျက်နှာကိုတင်လိုက်ကောင်။ဘာလဲ။အမန်လေးတန်းတိတ်မှနေပါလား။အေးလေ။တံတောင်းစားတွေလေးကမှထမင်းမအောင်စားနေရတဲ့ကောင်ဆိုတော့ဒီလောက်တော့ရှိမှာပေါ့။ဘာကွာ။ဘာကွာမလုံးနဲ့။ငါတို့ဘိုက်စားနေတယ်။မင်းစားနေတဲ့ထမင်းတို့ငေါင်းနှားရအောင်လာပို့ပေး။ဟာဟာ။ခြေပြန်ငန်လုပ်ရင်တော့ မင်းကိုတစားစီဖိအောင်လုပ်ပြီးခွေးစာကျွေးပြမယ်။လမ်းပေါ်မှာလီလွိနေကြတဲ့ကလေးငယ်တွေမို့အထင်းကိုမဲတဲ့အပြင်ငယ်ရွယ်သူအပေါ်အနိုင်ချင်းမို့လဲဝင်းမလေးကြအောင်။ဟလင်းလေးကအဲ့ဒီကောင်လေးတွေကသူ့အားတမီရန်လာစနေခြင်းဖြစ်ကြောင်းနားလည်ပြီးတော့စိတ်ကိုလျှော့လိုက်ပြီးဂယူးမဆိုင်တော့ပဲစားရင်ပြင်းနေတဲ့ထမင်းတို့ကသာအာယုံထားပြီးတော့စားလိုက်တယ်။ဟေ့ကောင်ဘာလဲ။မင်းကငါတို့ဂယူးမဆိုင်တာလား။တိကျသေးရပါဘောကွာ။ဟေ့ကောင်နေအဲ့ဒီကောင်ဝိုင်းသမားလိုက်စမ်း။ကောင်လေးတုံးက န်လင်းလေးထံကို ပြေးဝင်လာတယ်။ဟန်လင်းလေးကသူ့စီကောင်းလေးသုံးဦးရံပြူရံပြေးလာရကိုမြင်တဲ့အခါတော့ထမင်းထုပ်ကိုပြေးချပြီးအမျက်ပြင်ထားရလိပြီး အရှိဆုံးကကောင်းလေးတန်ကိုဥစွာခုန်ထိုးလိုက်တယ်။အောင်ဖို့ကောင်းတာကဟန်လင်းလေးခုန်လိုက်တာကအဲ့ဒီကောင်းလေးရဲ့အရက်ထက်ကိုပင်ကျော်လွန်သွားပြီးတော့အရှင်ဖြင့်ပြေးဝင်လာတဲ့ကောင်းလေးရဲ့မျက်နှာစီကိုလက်သီးနဲ့တက်မဲ့စွာပင်ထိုးမိရော်တယ်။အထူးခင်ရတဲ့ကောင်းလေးကဖင်ထိုင်လေးရဲ့လဲကျသွားတယ်။ဟာအထူးခင်ရတဲ့ကောင်းလေးကဖင်ထိုင်လေးရဲ့လဲကျသွားတယ်။ ။ဟာနောက်မှကျင်းရင်ခဲ့တဲ့ခေါင်းဆောင်ဖြစ်သူကောင်းလေးနဲ့ကြံကောင်းလေးနှစ်ဦးကဟန်လင်းလေးအားကျင်းရင်လန့်အော်မိသွားတယ်။ဟန်လင်းလေးကိုနိုင်ကလည်းကိုဘာသာအော်အော်မိသွားရတယ်။ဒါပေမဲ့ခဏကြာတော့ဟေ့ကောင်းလေးဝင်းချနေကွာ။ခေါင်းဆောင်ကောင်းလေးနဲ့အားအားသင့်နေတဲ့ကလေးနှစ်ဦးကိုတတိပေးအော်ဟေးလိုက်တယ်။ကြံကောင်းလေးနှစ်ဦးကချက်ချင်းပင်တတိဝင်လာပြီးတော့ဟန်လင်းလေးကိုနှစ်ဦးညက်ကရင်ဆိုင်ထားလိုက်တယ်။ဟန်လင်းလေးလည်းနှစ်ယောက်တစ်ယောက်ရင်ဆိုင်ထားရတာမို့ တတိထားပြီးတော့သူတို့ဝင်တိုက်လာမယ့်အချိန်ကိုစောင့်နေလိုက်တယ်။အနောက်မှကောင်းလီကဟန်လင်းလီလိပီအထင်းနဲ့ညာတန်ပေးရင်ပြည်ဝင်ကချုပ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဟန်လင်းလီကခြေထောက်ဖြင့်စီးချိုကကန်လိုက်ပြီးတော့အဲ့ဒီကောင်းလီစီမှာအခြေခံအောက်ကိုအုံပြပြီးအနောက်ကိုခုံလိုက်ပြီးခန္ဓာကိုယ်ကကြောင်လင်တပတ်လိမ့်ထွက်သွားက အရှိမကလေးရဆင်ပြီးတော့လက်သီးနဲ့ထိုးလိုက်တယ်။ကောင်းလီနှုတ်လေးချသွားရတယ်။အဲ့ဒီအခါခေါင်းဆောင်ဖြစ်တဲ့ကောင်းလီက အနီးကဒုတိယချောင်းကိုဆွဲယူလိုက်ပြီးတော့ဟန်လင်းလေးကိုပြေးရိုက်နေရော။ဒါပေမဲ့အမလီဘယ်ချိန်ကပင်ရောက်နေတယ်မသိတဲ့ကြောင်နေကြီးကသူ့တို့နှုတ်ဦးကြားလေးကိုခုန်ဆင်းလာပြီးဒုက္ကင်ထားတဲ့ကလေးစီကိုတစ်ချက်လမ်းခုန်ကကုတ်လိုက်တယ်။အာကုတ်ချက်ကထီတော့မထီဘူး။ဒါပေမဲ့ခေါင်းကလေးကကြောက်အားလန့်အားနဲ့ဒုက္ကိုပြစ်ချနေပြီးတော့အနောက်ကိုလှည့်ပြေးချေရော။ကြံကလေးတွေကလည်းလဲချနေရကနေလူလဲထားကြကား အခုနောက်အကောင်လေးနောက်ကိုလိုက်ပြေးချကုန်တော့တယ်။ကောင်ကလေးတွေပြေးကုန်ကြပြီတဲ့အခါတော့ဟန်လင်းလေးလည်းသူ့အားကူညီနေတဲ့ကြောင်နဲ့ကြီးကိုကျေးဇူးတင်စွာကြည့်လိုက်တယ်။မင်းကလေဒီနေ့ကိုဘယ်လိုပြောင်းနေရလဲကွာ။ငါမှမိသားစုဆိုလို့မင်းမဲရှိတာ။မင်းကရှောက်သွားနေတော့ငါတယောက်ချင်းနေရတာဒုက္ခရောက်တာပေါ့။ကဲလာလာထမင်းစားကြရအောင်။ကြောင်ကြီးကဟန်လင်းလေးရဲ့စကားကိုနားလေတဲ့ဟန်နေတစ်ချက်អော်တယ်။အိမ်နာမှာတော့ကြောင်ကြီးနဲ့အတူဟန်လင်းလေးကထမင်းတို့ကိုခွေးတန်းချပြီးတော့ အတူစားသုံးကြတော့တယ်ပရိသတ်များရှင်စာရေးသူနောက်ရေးစစ်တပ်ရေးသားထားတဲ့လက်ခက်ရှင်ဆောင်ရမတထောင်တကောင်ဘွားဆိုတဲ့ဇလန်းလေးရဲ့အပိုင်းကတော့ဒီမှရင်ပြီးဆုံးသွားပါပြီ။နားစင်အပိကေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။